Narkuga. Number two, read the following manners. A people may Alma be that a following is Alma, no? Alma the yali na be that a people legal, patchy bad, designed. Designed a soldier bar whether each manner is good or bad. Whether or the pissy pissy, I eat it, no? Each manner is good or bad. မန္တတကုเนาะအပြစ်ပေါ်တကုချင်းစီကကောင်းလားဆိုးလားဆိုတာကိုတဲ့เนาะဆုံးဖြတ်ပါတဲ့ mark mark က tick နဲ့တူတူပဲ mark လုပ်ပေးပါအမှတ်ချစ်ပေးပါ your answer မင်းရဲ့အဖြေကို then ပြီးတော့ compare your answer with the partner ကိုရဲ့အတန်းပေါ်မှာမဟုတ်လေးချင်းပေါ်နဲ့မင်းရဲ့အဖြေကိုဗာလဲ compare နိုင်ရှင်ကြည့်ပါတဲ့ကဲကြည့်အောင် manners manners ရဲ့အပြစ်မှုများ good and bad fine bad လဲ good good bad เนาะ ကောင်းတာနဲ့ဆိုတာ saying please and thank you မန်နာမှာကြည့်အောင်နော် saying please and thank you နော်ကျေးဇူးပြု၍လို့ကျေးဇူးတင်ပါတယ်လို့ပြောတာဒီနော်အဲ့ဒါကကောင်းတာလားဆိုတာလားကောင်းတဲ့ဥစ္စာပါအဲ့မှာ tick လုပ်လိုက်ပါနော်ဆရာတော့ဒီမှာကျတော့ tick လုပ်လို့မရဘူးပေါ့နော်ပုံလေးစာအုပ်ကိုဆရာတော့အတင်နေတဲ့အတွက်ကဲနောက်တစ်ခု number 2 speaking loudly on the mobile phone in public places လူ public places လူများသွားလာတဲ့နေရာတွေမှာเนาะ mobile phone နဲ့เนาะအားစကားတွေအကျယ်ကြီးပြောတယ်အဲ့ဒါကကောင်းတာလားမကောင်းတာလားဆရာတို့ကတော့မကောင်းတာကိုเนาะမကောင်းဘူးလို့ပဲသတ်မှတ်တယ် number 3 talking with your mouth full เนาะ talking with your mouth full ဆိုတာ mouth full ဆိုတာပါဇက်ကြီးဟာပြည်နေတယ်ပြည်နေတဲ့ပါဇက်ကြီးနဲ့စကားပြောတာအဲ့ဒါကဆရာတို့အစာစားတော့ပလုတ်ပလောင်းနဲ့အခုဆိုင်နဲ့စကားပြောတာ เนาะအဲ့ဒါလည်းမကောင်းပါဘူးအဲ့ဒါဆိုလို့ရှိရင် bad manner လို့ခေါ်ပါတယ်နောက်တစ်ခု number 4 giving up your seat to an elder while using public transport giving up giving up ဆိုတာကတော့မ give up ဆိုလို့ရှိရင်တော့လက်လျှော့လိုက်တာပေါ့เนาะမင်းရဲ့ခိုင်ကုန်ကိုလက်လျှော့လိုက်တယ် to an elder အမှပေးလိုက်တယ်ဆိုရင်ပုံမှန်တယ်เนาะပေးလိုက်တယ်เนาะပေးလိုက်တယ် elder အသက်ကြီးရွယ်ဦးတယောက်ကိုတဲ့နော်မင်းရဲ့ထိုင်ကိုပေးလိုက်တယ် while using while ဆိုတာ while using ဆိုတာစင်မဘာလဲဘာစင်တာလဲအသုံးပြုစင် public transport နော်အများပြည်သူသုံးတယ်နော်မော်တော်ကားမော်တော်ယာဉ်အခုဆိုရင်ဆရာတို့မြန်မာနိုင်ငံမှာဆိုရင် YBS ပေါ့နော် YBS Yangon Bus Service အဲ့ဒါက public transport နိုင်ငံစီးနေစဉ်နဲ့အတော်အတွင်းမှာအသက်ကြီးရွယ်ဦးတွေကိုကိုယ့်ရဲ့ထိုင်ကုန်နေရာပေးခြင်းဟာဒါကောင်းတာပေါ့နော်ကောင်းတယ်ပြုအမူပါ နောက်တစ်ခု number 5 number 5ကကြတော့ interrupting someone နဲ့ interrupting ဆိုတာနှောက်ယှက်တာတယောက်ယောက်ကို why he or she is speaking သူတို့မဟုတ်သူမစကားပြောနေစင်ပါတဲ့တယောက်ယောက်ကိုဖြတ်ပြီးတော့ပြောတာဟာအဲ့ဒါဆိုရင်တော့မကောင်းဘူးเนาะမကောင်းဘူး bad ပါเนาะ bad manners ပါဒါပေမဲ့ဒီထဲမှာဆရာဒီသင်ခန်းစာကိုပေါ့เนาะသင်ခန်းစာနံပါတ်အခုသင်ခန်းစာထဲမှာဆရာเนาะဒါတော့သင်ခန်းစာပေါ့သင်ခန်းစာအပြင်อ่ะအခုဆိုရင်ကလေးလေးတွေ ကျောင်းကျောင်းကျောင်းသားကျောင်းသူကလေးလေးတွေပေါ့ဥမာသူငယ်ရန်တန်းတန်းသုံးတန်းပေါ့သူတို့ကသူတို့စာရပြီဆိုရင်ဘာဖြစ်လာပြီလဲအဲသူတို့ဆိုတော့မယ်ဟုတ်တယ်နော်အဲ့ဒါလဲဆရာက interrupting တခုပဲဆရာဆရာမတွေကလည်းအရေးကြီးတဲ့စကားတွေပြောနေပြီစာသင်ခန်းထဲမှာဆိုရင်သူတို့ကသူတို့စာချက်ခိုင်းတာအလွတ်ရပြီအလွတ်ရပြီဆိုလို့ရှိရင်ဆရာတွေဆရာတွေချင်းပြောတာတွေမပြောတာသူတို့မသိဘူးသူတို့ကဘာစာရပြီဆိုတော့သူတို့ကလာဆူနေတာအဲ့လိုမျိုးကြတော့ဆရာတို့က interrupting လို့ပြောလို့ရလားပြောလို့တော့ရပါတယ်ဒါပေမဲ့ကလေးတွေကြတော့သူတို့မသိဘူးပေါ့နော်ဒါတွေက လူကြီးတွေအတွက်ကိုရင်ညွှန်းတာလည်းပါတယ်လူလက်ပိုင်းတွေပေါ့နော်ဆရာတို့ကြောင်းတာဘဏ္ဍန်းလောက်ဆိုလို့ရှိရင်လည်းကျောင်းလေးတန်းနဲ့အထက်ပေါ့နော်အဲ့ဒါလေးတွေဆိုလို့ရှိရင် interrupting someone while he or she is speaking ကိုဆရာတို့ကနော်သင်ပေးလို့ရပါတယ်နော်မနှောက်ရှက်ဖို့ပေါ့နော်ဆရာမစကားပြောနေတယ်အဲ့ဒါလေးနေပေးပါဆိုပြီးတော့ဆရာဆရာမတွေကပြောရပါတယ်သင်ပေးရနော်ဒါတော့ကြုံလို့ပါနံပါတ်6 using abusive or bad language abusive the bad ငါတော့အတူတူပဲအဓိပ္ပာယ်နော် using ဆိုတာကအသုံးပြုခြင်း bad language မကောင်းတဲ့ဘာသာစကားတွေမကောင်းတဲ့ဘာသာစကားတွေဆိုတာဆေးရည်တိုင်းခွာတာကိုပြောတာနော်ဆေးရည်တိုင်းခွာတယ်နော်အဲ့ဒါတွေကိုသုံးခြင်းဥပမာလူတိုင်းသိနေကြတယ် fuck oh shit man fuck အဲ့ဒါတွေကိုသုံးတာတွေကိုနော်အဲ့ဒါတွေကပါတယ်အဲ့ဒါတွေသုံးလို့ရှိရင်နော် bad manner ပါနော်နောက်တစ်ခုက7 7က paying respect to to your elders เนาะတကြီးရွယ်ဦးတွေပါလဲတကြီးရွယ်ဦးတွေပါလို့တာလဲ pay respect respect ထားတယ်ယူတည်လေးစားတယ်ဥညွန့်နဲ့စသဖြင့်ပေါ့เนาะအဲ့ဒါကတော့ကောင်းတဲ့အမှုရာတွေပါ bowing or ဒီမှာကျတော့အတိအကျပြောတာတယ်เนาะအိတ်က bowing bowing ဆိုတာကဥညွန့်တာကောင်းလေးကိုငုပ်ပြီးတော့ when you walk before elders before the မတိုင်ခင်အရှိပေါ့เนาะအရှိယူကြီးသူမရဲ့အရှိမှာလမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ကိုညွန့်ပြီးတော့သွားတယ်ဒါကတော့ဆရာတို့မြန်မာယဉ်ကျေးမှုပါနော်သူများနိုင်ငံတွေကတော့မရှိဘူးဆရာတို့မြန်မာနိုင်ငံပဲရှိတာနော်လူကြီးရှိသွားလို့ရှိရင်နော်ခါလေးကန်ပြီးတော့နော်ခေါင်းလေးကိုငုတ်ပြီးတော့သွားပါတယ်ဆရာဒါတော့ဆရာတို့မြန်မာယဉ်ကျေးမှုမှာရှိပါတယ်နံပါတ်အဲ့ဒါကတော့ကောင်းတဲ့အပြစ်မှုပါဆရာတို့အတွက်ကောင်းတဲ့အပြစ်မှုနော်နံပါတ်9နံပါတ်9က smoking in non smoking areas non smoking area သွားဆလိတ်မတောက်ရမယ့်နေရာမှာဆလိတ်တောက်ခြင်း နော်ဒါကတော့မကောင်းတဲ့အပြုအမူပါ speeding in public places နော်အများပြည်သူသွားလာတဲ့နေရာတွေကားဂိတ်တွေလမ်းတွေ speeding ဆိုတာကသတွေးထွေးတာနော်သတွေးထွေးတာသတွေးတွေမဟုတ်ဘူးကပါလဲကွန်သတွေးတွေလည်းထွေးကြတယ်နော်စီးမဲ့ကမ်းမဲ့ထွေးကြတယ်လူအများသွားလာတဲ့နေရာမှာနော်အဲ့ဒါကတော့မကောင်းတဲ့အပြုအမူပါနံပါတ်7 putting away litter in the dustbin dustbin ထဲကိုမလုပ်တာလဲ အမိုက်ပုံတဲ့ကိုအမိုက်ပစ်တယ်ဆိုလို့ရှင် litter ဆိုအမိုက်ကိုပြောတာ put in away litter in the dustbin ဟုတ်တယ်နော် dustbin တဲ့ကိုဟာလေအမိုက်ထည့်တယ်ဆိုလို့ရှင်ကောင်းတဲ့အပြုမူပါအဲ့ဒါမဟုတ်ဘဲနဲ့တွေ့ကြရချတယ်ဆိုရင်တော့မကောင်းတဲ့အပြုမူဖြစ်သွားရောနော်နောက်တစ်ခုက covering your mouth ကိုယ့်ရဲ့ပါးစပ်ကိုမလုပ်ထားလဲအမ် cover လုပ်ထားတယ်ပိတ်ထားတယ် with your hand ကိုယ့်ရဲ့လက်နဲ့ when you cough မင်းချောင်းဆူးတဲ့အခါအဲ့မင်းရဲ့လက် မင်းရဲ့လက်နဲ့တဲ့နော်ဗဇက်ကိုတဲ့ပုတ်ထားတာအဲ့ဒါလည်းကောင်းတဲ့အဖြစ်မူပဲနော်ယောဂါရှိတယ်ဆိုရင်ယောဂါမကူအောင်ပေါ့ဟုတ်လားနော်အဲ့ဒါကကောင်းတဲ့အဖြစ်အမူပါ